MSP Broken Family ဖြစ်နေတဲ့အတွက်မရှိဘူးအမေကတနေရအဖေကတနေရဖြစ်တဲ့အတွက်ကြောင့်ကိုလူတန်းလူလုံလုံနိုင်တဲ့အချိန်မှာအဖေရောမေရောရှိစေခြင်းနဲ့ဆန္ဒလေးဖြစ်တယ်။ပေါင်းဆက်ပေးလို့မရတဲ့အရာကြီးကိုကိုပေါင်းဆက်ရကိုဖူဖင်မန်းရတာပေါ့နော်။အဲ့တော့တူနှစ်ယောက်စိတ်ချမ်းသာဖို့အတွက်ပဲကိုကြုံကြုံလေးပဲနေပြီးတော့လက်ခံလိုက်ရတာပေါ့နော်။ဟန်ကအကြီးဆုံးကမှဟိုတက်တက်လှုပ်ချစ်ခံရဘူးရဲ့။အဲ့အချိန်မှာ နှစ်အောင်လောက်အဲ့လိုလမ်းခွဲပြီးတော့လုံးဝကိုယူမဆိုင်တဲ့အချိန်ဖြစ်ခဲ့အတွက်အရင်ဝင်နေဟာပါအဲ့ချိန်ကအရင်ခံစားရတာတော့အချိန်ပဲလုံးဝနာနာချင်ချင်နဲ့ထားခဲ့ကြတာပေါ့နော်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ တို့ပြပါအောင်မွေးနေ့ရဲ့တမိတာတောင်းလို့ပေါ့အဲမနက်စောစောပေါ့နော်ရန်နာအောင်ကြီးဖုံဖုံကြောင်းတိုက်မှာအာယုံစွန်ကတ်တယ်ပြီးတော့နေစွန်ကတ်တယ်ပြီးတော့ဒီမိဘမဲ့ဂီယာလေးပေါ့နော်အမျိုးသမီးမိဘမဲ့ဂီယာလေးမှလာလူပါရဲ့ရှင် ွေးနေ့ဆိုလို့ရှိရင်အဲ့လိုတငယ်ချင်းနဲ့မုတ်ဆားရလောက်ပဲလုတ်ဖြစ်တဲ့ပေါ့နော်ဒီနေ့မွေးနေ့မှာအဲ့လိုထူးထူးခြားခြားအဲ့လိုလှူလှူဒန်းကျင်လာရဲ့ကုတူလေးပို့ပြီးတော့လုတ်ချင်လာရဲ့ အတွေးလေးလဲဝင်လာပေါ့နော်ပြီးတော့ထူးဆန်းတာဒီမွေးရမွေးလာကြနေရကွာမသိဘူးအဲ့လိုကိုယ့်ကိုအလှလေးလှုပ်ချင်လာရစီစဉ်နေကြိတ်ကြိတ်ပြီးတော့အဲ့လိုပတ်စံလေးစူပြီးတော့ကြိတ်ကြိတ်ကြိတ်ရစီစဉ်ပြီးတော့မှအဲ့မှာအင်ဟန်းလူပြောမှနေမွေးနေမွေးနေမွေးလာကြရဆိုတော့မှအော်ကိုတိပါအော်ကိုဆန်တာလေးပြေသွားရလို့ခံစားရပါရဲ့ရှင်ဟုတ်ကဲ့ခုဒီမွေးနေမှာထူးဆန်းတာကိုယ့်ကအလှတန်းလှုပ်တဲ့အချိန်မှာအဖေရောအမေရောစုံစုံလင်လင်နဲ့ရှိစေချင်တာပေါ့နော်ဒါပေမဲ့ broken family ဖြစ်နေတဲ့အတွက်မရှိဘူးအမေကတနည်းအဖေကတနည်းဖြစ်တဲ့အတွက်ကြောင့်ကိုလူတန်းလုံလုံနိုင်တဲ့အချိန်မှာအဖေရောမေရောရှိစေချင်တဲ့ဆန္ဒလေးဖြစ်တဲ့ဒီဖုန်ကြီးဆုံးကတ်တဲ့အချိန်ကြီးဘာလို့ဆိုမိသားစုလိုက်ကတ်ချင်တဲ့ဟာလေးဆန္ဒလေးဖြစ်တာပေါ့နော်ဆုံးမှုပြောပြ အမ်ပြောခဲ့ဘူးရဲ့ဒါပေမဲ့ညှိလို့မရကြဘူးပေါ့နော်ညှိလို့မရတဲ့အချိန်ကျကိုပဲအလိုရင်မောရရဲ့ကိုပဲအလိုနာကျင်ရရဲ့ကိုပဲခံစားရရဲ့အမ်ပေါင်းဆက်ပေးလို့မရတဲ့အရာကြီးကိုကိုပေါင်းဆက်ရကိုဖူးပင်မန်းရတာပေါ့နော်အဲ့တော့တိုးနှစ်ယောက်စိတ်ချမ်းသာဖို့အတွက်ပဲကိုကြုံကြုံလေးပဲနေပြီးတော့လက်ခံလိုက်ရတာပေါ့နော် ဖေရောမေရောဘယ်လိုပြောပြလဲဆိုတော့ကတော့อ่ะပေါ့ဦးဖြတ်ပြလေးလှမ်းကတော့ရယ်အဖေလည်းသူပါဝင်နိုင်တော့တော့လာအဖြစ်ပြီးရယ်အမေကြောက်တော့လည်းတနေရာရောက်နေရဲ့အတွက်ကြောင့်အနားမှာတော့မရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့မိဘကိုအမ်ကာရာနေနဲ့ပဆန်လေးနဲ့ကတော့ခဲ့ပါရဲ့ရှင်ဦးဖြတ်ပြလေးဟုတ်ဟုတ်တယ်ဟုတ်တယ်ရှင်အဲ့လိုဘွားဆက်တိုင်းအဲ့လိုမျိုးမဖြစ်အောင်လို့ပေါ့နော်အဲ့လိုမျိုးလေးရည်ရတာပါရှင် ခုဘေးရွယ်နောက်မှာဒီကိစ္စကိုလက်ခံလိုက်ရတာမျိုးရှိတယ်။ပြင်းနေမြေ problem ဟုတ်အတက်၁၈လောက်မှာလက်ခံလိုက်ရတာပါ။တိုးရန်ဖြစ်နေတဲ့အချိန်ဆိုရင်ကိုမကြည့်ချင်ဘူးပေါ့နော်။အဲ့မှာအဖေရောမေရောကိုတောင်းပန်နေမတော်ပါနဲ့ဆိုတာဒါပေမဲ့ အဖေကလို location နဲ့ဆွဲပြီးတော့ထွက်သွားရဲ့မြင်ကွင်းနေလဲမြင်ခဲ့ရပါဘောเนาะအဲ့ချိန်မှာကိုကအသိဉာဏ်ရှိရဲ့အချိန်တိတက်အချိန်ဆိုတော့ခံစားရပါဘောเนาะကြိတ်ပြီးတော့အဲ့ချိန်မှာဆိုလဲအရန်ဆိုးခဲ့မိရဲ့ဘောเนาะအဲ့လိုလမ်းမရောက်ခဲ့မိရဲ့ဟိုကိုကိုပြန်ပြုတ်ပြင်ရတဲ့အချိန်ဟုတ်ဝါဆက်တိုင်းမိဆုံဖဆုံနဲ့နေပြရစီလိုပဲအမြင်ဆူတောင်းနေပြီးတော့အရင်တော့ဟန်နီယိုမီတာစုကကြတော့အရန်ပြွှင်ရရဲ့မီတာစုမိဆုံဖဆုံမှာအရန်အရန်ကိုနှွေးထွေးရမီတာစုပေါ့နော်အဲ့လိုကမှ program ချက်ချင်းဖြစ်သွားတဲ့ အတွက်ဟဲ့နီရံဝဲနေရတခုဟိုလို family gathering လုပ်နေလို့ရှင်ပျော်ပါနေဟောငါကလေးကဒီလိုမျိုးလေးလုပ်ခဲ့ရပါလားအခုအဖေရောအမေရောတတိယဝါရစိတ်တေးဖြစ်တယ်အဲ့ခါကျရင်လည်းမြေကြီးကမထိန်းနိုင်ဘူးငူပြစ်တယ်ရှင်ဟောဟဲ့နီကိုအဖေရောအမေရောအချစ်ဆုံးနေအာဟဲ့နီကအကြီးဆုံးဟိုမှာဟိုလို့တက်တက်လုပ်ချစ်ခံရဘူးရဲ့အဲ့ချိန်မှာနှစ်အောင်လောက်အဲ့လိုလမ်းခွဲပြီးတော့လောကကိုဂူးမဆိုင်တဲ့အချိန်ဖြစ်ခဲ့တဲ့အတွက် အရန်ဝန်ထင်းဟပါအဲ့ချိန်ကအရန်ခံစားရတော့အချိန်ပဲလုံးဝနာနာကြည်ကြည်နဲ့ထားခဲ့ကြရပါဘောနော်အရန်ချစ်ခဲ့ရပြီးတော့မှလုံးဝကဖူးမှုတ်ထားဟန်နီကိုဆိုလို့ရှိရလေအဲ့လို program ဖြစ်တဲ့အချိန်မှာဟန်နီကိုလုံးဝအမီလို့ကတမတ်တော့ပဲနဲ့နှင်းအောင်လုံးဖြစ်သွားရခါတော့အရင်နာကျင်ရပါတယ်ဒါပေမဲ့ပြန်ပြီးဆောက်ရအောင်ပေါ့နော်အခုတော့ပြန်ချစ်ပါတယ်ပြန်စူးစားရငါမှမိဘမရှိပြင်မယ်ငါ ဘယ်လိုရက်တည်ရမယ်ဘယ်လိုပလန်ရမယ်ငါနောက်မှာတခုဆိုရင်ကွာရှူတင်မှာအဆင်မပြေရဲဘာရှိမှာပဲပေါ့နော်အဲ့လိုအဆင်မပြေရဲဘာရှိခဲ့ခါကြလို့ရှိရင်ကိုကိုကြိတ်ဟိုလိုက်တယ်ငါနောက်မှာဘလူးမရှိငါတယောက်တည်းပဲရှိရငါတယောက်တည်းစူးစမ်းရမယ်ဒီနေ့အောင်ငါဘယ်လိုတက်ရမယ်အဲ့လိုချိန်မှာဒီအမှုပညာလောကမှာလည်းဟနီအရင်ထဲကလည်းပြောတယ်လို့မျိုးဆရာဂျွန်လင်ယာဟနီရဲ့အဖေရင်းတယောက်လိုမျိုး မိခင်တယောက်လိုမျိုးတကယ်ကိုတွေ့ရှိခဲ့ရဲ့အခုဆိုလို့ရှိရင်အနှစ်ဘာလုံးနေရလဲအနေဒါမလောက်ဘူးလားအခုဆိုရင် तू မလုံးနေရင် तू အရန်ဒေါ်တာထွက်တယ်ဟိုဆုံးမရဲ့ငါရှိရဲ့နေလို့ညို့ငါတင်မယ်ရအောင်ဘယ်သူမှပြောပြောအဲ့လိုမျိုးအငြင်းရှိပါရဲ့ရှင့်ဟုတ်ဆရာကတော့ဒီလမ်းကြောင်းပေါ်မှာတကယ်ကိုဥထိတ်ထားရဲ့ဆရာတယောက်ပါဟုတ်ဘွားစတိုင်အေဂျင့်မှုရခြင်းနဲ့ပြီးတော့ဒီထက်မှကလှူဒန်းခြင်းနဲ့လူဖြစ်ခြင်းနဲ့အလူရေဆက်မကွာလှူဒန်းခြင်းနဲ့အဲ ပြီးတော့ဒီပီတိရေအရန်ဒီနှစ်မှာအရန်ဝမ်းတာရယ်ပေါ့နော်လှူရတဲ့အတွက်အာမွေးနေ့ဆူတောင်းပေးရဲ့ပရိတ်သတ်အားလုံးလည်းဂျေဆုတင်ပါရယ်ဟနီဆော့ကမ်ပတ်ပြန်လာရယ်လည်းအများကြီးအားပေးပါပြီးတော့ရုံတင်ကားကြီးတကားရိုက်ထားပါရယ်ဟနီအာမကြခင်ပြတာတော့မှာပါပူပူဖလင်းရပဲရိုက်ထားပါရယ်ရှင်တင်းစုံမှာပရိတ်သတ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အဲစီးပွားလက်လာပါရယ်တို့ပါစေလို့ဟနီဆော့ကဒီရယ်ဆူတောင်းပေးလိုက်ပါရယ်ပြီးတော့ဟနီလည်းဒီရယ်လူကြီးတူမအားလုံးကတော့လိုက်ပါရယ်ရှင်ဟုတ် me and my star bizarre.